အမျိုးသားနဲ့အမျိုးသမီးနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်အမျိုးသမီးတွေကတင်းတိတ်ပိုဖြစ်ပါတယ်အဲ့တော့လူရောက်တရာတင်းတိတ်ဖြစ်တဲ့ဆိုရင်60ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ပြီးတော့ကျန်တဲ့30ရာခိုင်နှုန်းကပဲအမျိုးသားတွေဖြစ်လို့ရှိပါတယ်။အဲ့တော့အမျိုးသမီးတွေကဘာကြောင့်တင်းတိတ်ပိုဖြစ်တာလဲဆိုရင်နံပါတ်1အချက်ကတော့ဟော်မုန်းပါတဲ့ဒရီတာဆီးတွေကိုတောက်ရလို့ပါ။အဲ့တော့ဒီဟော်မုန်းပါတဲ့ဒရီတာဆီးတွေကတင်းတိတ်ကိုဖြစ်စေတယ်တင်းတိတ်ကိုပိုဆိုးစေပါတယ်။အဲ့တော့အခုကြည့်နေတဲ့သူကဟော်မုန်းပါဒရီတာဆီးတွေကိုတောက်နေရပြီးတော့တင်းတိတ်တွေလည်းအရင်ဆိုးနေတယ်။အဲ့တော့တင်းတိတ်တွေလည်းမြန်မြန်ပျောက်ရှင်နေဆိုရင်တော့ မိမိရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဟော်မုန်းပါဒရီတာဈေးအစားဟော်မုန်းမပါတဲ့ဒရီတာနီလန်းကိုပြောင်းပြီးတော့အသုံးပြုတာမျိုးကျွန်တော်တို့ပြုလုပ်လို့ရပါတယ်မိမိသဘောနဲ့မိမိတော့လက်ရှိတောက်လက်စဒရီတာဈေးတွေကိုဖြတ်လိုက်တာတို့ဆေးကိုပုံမှန်မတောက်တာတို့ဒီလိုမျိုးတော့မလုပ်သင့်ပါဘူးဒီလိုမျိုးလုပ်မယ်ဆိုရင်မလို့ခြင်းပဲခလေးရသွားတယ်ဆိုရင်ဒီထက်ပိုပြီးတော့ဒုက္ခများနိုင်ပါတယ်ဒါကြောင့်မလို့ဟော်မုန်းပါဒရီတာဈေးတောက်နေတဲ့သူတွေက တင်းတဲ့တွေလည်းအရန်ဆိုးနေတယ်ဆိုရင်တော့မိမိရဲ့ဆရာအောင်နဲ့တာမင်ပြီးတော့ data နီးကိုဟော်မုန်းမပါတဲ့နီးလန်ပြောင်းလို့ရလားမရလားဆိုတာကိုတခြားတိုင်ပင်ကြည့်တင်ပါတယ်။နောက်နံပါတ်2အချက်ကတော့အမျိုးသမီးတွေကကိုယ်ဝန်ဆောင်ရလို့ပါ။အဲ့တော့အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အချိန်မှာ estrogen hormone လို့ progesterone hormone တို့နဲ့ထိတွေ့မှုများတယ်။ဒီ hormone တွေမြင့်တက်လာတဲ့အတွက်ကြောင့်မလို့တင်းတဲ့တွေကိုပိုဆိုးစေပါတယ်။နံပါတ်3အချက်ကတော့အမျိုးသမီးတွေတွေးဆုံးသွားတဲ့အချိန်မှာ တချို့အမျိုးသမီးတွေကသွေးဆုံးကင်လက္ခဏာတွေကိုပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။အဲ့တော့အဲ့ဒီအခါမှာဟော်မုန်းအစာထုတ်ကုသမှု HRT လို့ခေါ်တဲ့ကုသမှုကြီးကုသတဲ့အခါမှာအမျိုးသမီးတွေကဟော်မုန်းတွေနဲ့ထပ်မံပြီးတော့ထိတွေ့ရတဲ့အတွက်ကြောင့်မို့လို့တင်းတိတ်တိတ်ပိုဆိုးကြတာဖြစ်ပါတယ်။နောက်နံပါတ်၄အချက်ကတော့ cosmetic တွေကြောင့်ဖြစ်ပါတယ်။အဲ့တော့ cosmetic တွေကိုအသုံးများတဲ့သူတွေကတင်းတိတ်ပိုဆိုးစေတတ်ပါတယ်။အဲ့တော့အမျိုးသမီးတွေကအမျိုးသားတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် cosmetic အသုံးပြုမှုပိုပြီးတော့များပါတယ်။ဒါကြောင့်မို့လို့ cosmetic ကြောင့်မို့လို့ဖြစ်တဲ့ ဒီတင်းတဲ့တွေကအမျိုးသမီးတွေမှာပို့ပြီးတော့ခံစားရတာဖြစ်ပါတယ်